အားလုံးပဲမင်္ဂလာပါ main game ရန်လေးပြန်လဲကြိုဆိုလိုက်ပါရယ်ဗျဒီနေ့မှာတော့ once human ရဲ့ update 2.1.5မှာဘာတွေပါလာမလဲဆိုတာနဲ့ရှေ့လျှောက်အသစ်ထွက်ဖို့ရှိတဲ့အရာတွေကိုကျွန်တော်တီးတလောက်လေးပြောပြပေးသွားမှာပါစိတ်ဝင်စားစရာကောင်းတာလည်းပါတာမဟုတ်လို့ဒီဗီဒီယိုကိုအဆုံးအထိကြည့်ဖို့တိုက်တွန်းပါရယ်ဗီဒီယိုမစခင်မှာဒီဗီဒီယိုကို like လေးပေးခဲ့ကြဖို့နဲ့ once human နဲ့ပတ်သက်တာတွေကိုဒီထက်မကသိကျင်နေဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe နှိပ်ခဲ့ပြီးတော့ဗီဒီယိုအသစ်တင်တိုင်းသိရအောင် notification လေးပါဖွင့်ထားဖို့မမေ့ပါနဲ့လို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုစလိုက်ရအောင်ပါ င်ဆုံးကျွန်တော်တို့ဒီ2.1.5မှာဘာတွေပါလာလဲဆိုတာအစပြောမယ်။ပထမဆုံးအနေနဲ့အိမ်ဆောက်ရတာကြိုက်တဲ့ပလေယာရဲ့အတက်သတင်းကောင်းပါ။အခု update မှာကျွန်တော်တို့အိမ်ဆောက်လို့ရမယ့်အစိပ်ပိုင်းအသစ်နှစ်ခုတိုးတယ်။ Fan Shape Wall ရဲ့ပြောင်းမြန် version နဲ့ Crescent Wall ရဲ့ပြောင်းမြန် version နှစ်ခုပါ။အဲ့ဒါအပြင်မှာအိမ်ဆောက်တဲ့နေရာမှာ auto set ပေးတာကိုပို့ပြီးတော့တိကျအောင်နဲ့ကောင်းအောင်ပြင်ပေးထားပြီးတော့ဆောက်တဲ့အစိပ်ပိုင်းတွေကိုလည်းဟိုကကိုလိုတလို့ရွှေ့လို့လှည့်လို့ရသွားတာမဟုတ်လို့အိမ်ဆောက်ရတာကြိုက်တဲ့သူတွေအတွက်တော့အကြိုက်ဖြစ်စေမယ့် update ပေါ့နော်။ နောက်တစ်ခုက event အသစ်ဖြစ်တဲ့ backhand ဆိုတဲ့ event ဒီ event ကိုကိုစမြင်တော့ကတော့ထင်လိုက်တာအင်ဂိမ်းထဲကတကယ်ပိုးကောင်တွေကိုပဲလိုက်ဖမ်းရတော့မယ်လို့ထင်လိုက်တာဘယ်ဟုတ်မလဲဂိမ်းထဲကအဲ့ဒါတွေဘတ်ဖြစ်နေတာတွေကို player တွေကိုရှာခိုင်းတာ one human dp တွေကဂိမ်းထဲကဘတ်တွေကိုမနိုင်တော့ထင်ပါတယ် player တွေကိုပြန်ရှာခိုင်းနေပြီကဲပါဒီ event ကတော့ပြောတဲ့အတိုင်းဒီဂိမ်းထဲမှာ error ဖြစ်နေရေးတခုခုတိုင်ပတ်နေတာတွေကိုဒီက submit feedback မှာလာပြီးတော့တိုင်ရမှာပေါ့နော်လူများတွေပြောတာထက်ပိုးဆိုးတဲ့ဘတ်ကိုကိုကရှာနိုင်လေး reward ပိုးကောင်းတာရလေပါပဲ ကဲဂိမ်းထဲမှာအခုစုပ်နေတဲ့အရာတွေကို developer တွေကိုတိုင်လို့ရပါပြီနောက်တစ်ခုက October 22ရက်နေ့ကျရင် Wish Machine ကလာမယ် Limited Banner 3ခုက Hammer Sniper ရယ် Outer Space ရယ် Sharpblade Punch ရယ်နဲ့ Blaze Set ပေါင်းထားတဲ့ Banner ရယ်ဆိုပြီးတော့3ခုလာပါမယ်နောက်ထပ်က Cosmetic Edit တွေပေါ့နော်ဒါတွေကတိတ်တောင်မပြောချင်ဘူးကိုယ်တိုင်းကမဝင်နိုင်လို့အားကြောင့် Channel ကို Subscribe လေးလုပ်သွားကြပါလို့ကဲကဲဒီ update မှာပါလာတာတွေထဲမှာတော့ကျွန်တော်တို့ new update ပဲရှိမယ် ဘတ်ဒေဘတ်အစ်စ်မှာလည်းကျွန်တော်တို့ဘတ်ဒေဘတ်အစ်စ်ရဲ့ယောက်ျားလေး version အင်ဂျင်နဲ့ main ကလေး version အင်ဂျင်ပါမယ်။ပြီးရင်ဒီဘတ်ဒေဘတ်ဆင်းမှာပါတဲ့လွယ်ကြီး clear တလို့ပုံစံ။ပြီးရင်ကျွန်တော်တို့ဘတ်ဒေဘတ်ဆင်းမှာ crossbow skin ပါတယ်ပေါ့နော်။ဒီ crossbow ကိုတော့ကျွန်တော်ကြည့်ရတာသဘောကျတယ်ပေါ့နော်။နောက်တစ်ခုကတော့ကျွန်တော်တို့ gacha skin အစ်စ်ပေါ့နော်။ gacha skin အစ်စ်ကတော့ကျွန်တော် Halloween theme ပုံစံမျိုးယောက်ျားလေး version နဲ့ main ကလေး version ရတလို့ပုံစံ။ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအင်ဂျင်ရဲ့ unique effect ကကြတော့ကျွန်တော်တို့ စကန်လိုက်တဲ့အချိန်မှာတောင်မန်ထွက်လာတာတောင်မန်ကတော့သဘောကျမိတယ်အမှန်တိုင်းပြောရင်အဲမတူဘူးပေါ့နော်ထူးကြတယ် ဒါပေမဲ့အဲ့ဒီပုံစံတွေကတော့ကျွန်တော်ကာချာတိုင်းကဒီလိုဒီလိုတွေကြည့်ပဲထက်နေသလားလို့စိတ်ထဲမှာပေါ့နော်။ကဲကဲဝဲတာမွဲတာဘယ်လိုပိုင်ပါနော်။ဒီနှစ်ခုကတော့ကျွန်တော်တို့ဒီ update နဲ့အတူတူပါလာတဲ့ဟာပေါ့နော်။ birthday present ကာချာနှစ်ခုပါတယ်။ကျွန်တော်နောက်ထပ်ထပ်ထွက်မယ့်ဟာတွေထဲမှာကျတော့ဒီရလေးပါမယ်ပေါ့နော်။ဒီကောင်ကကျတော့ကျွန်တော်ယောက်ျားလေးက Joker နဲ့တူတယ်ပေါ့နော်။ main ကလေးကဟာလေးကွင်းနဲ့ပို့တူတယ်။ဒါပေမဲ့နှစ်ခုလုံး wall ဝင်တင်ပြောင်းလာတယ်။မစိုးတော့မစိုးဘူး။ဒီကောင်ကကျတော့ကျွန်တော်တန်းရောင်းมาပေါ့နော်။ short ထဲမှာကျွန်တော်တို့ရောင်းလိုက်မယ်။ နောက်တစ်ခုကတော့ကျွန်တော်တို့ Halloween theme furniture bed ပေါ့နော်ဒီကောင်လဲလာဖို့ရှိတယ်ဒီကောင်ကကျွန်တော်တို့ရိုင်းလည်းမဆိုးဘူးရိုင်းလည်းမကောင်းဘူးပေါ့နော်မဆိုးပါဘူးဆိုရဲအနေထားမှာရှိတယ်နောက်တစ်ခုကတော့ကျွန်တော်ရဲ့စိတ်ဝင်စားမှုအများဆုံးရထားတဲ့ကောင်ပေါ့နော်။ဒါကကျွန်တော်တို့တွေ့နေကြ Goose Cosplay ပေါ့နော်။ ီကောင်ကိုကျွန်တော်စိတ်ဝင်စားတဲ့အကြောင်းအရာဆထွက်တဲ့နေမှာ Christian 360တင်းနဲ့ရောင်းပါပေါ့နော်ကိုတက်နိုင်နေသေးမှုလို့စိတ်ဝင်စားတာနောက်တစ်ခုကတော့ကျွန်တော်တို့ Gun Skin Pad ပေါ့နော်ဒီကောင်မှာကျွန်တော်တို့တစ်ထွက်ထားတဲ့ Gun လက်ဖြစ်တဲ့ P90 နဲ့ SKS နဲ့လက်နဲ့စကနဲ့ပါတယ်ပေါ့နော်ဒီ skin တွေမှာဆိုရင်တော့ကျွန်တော်မစိုးဘူးပေါ့နော် Vampire Bite ရတယ်ပေါ့နော်ဒါပေမဲ့ Gun တွေမှာဘာလို့အဲ့အခေါင်းကြီးတွေတက်ထားတယ်ဆိုတော့ကျွန်တော်နားကိုမလဲဘူးဒါကတော့အစ်စ်ထွက်လာမဲ့ skin တွေအပေါ်မှာကျွန်တော်ရဲ့အမြင်ပေါ့နော်ဒါပေမဲ့လှတာမလှတာဘယ်လိုလို့ဆုံးဖြတ်ရမှာ ဘလိုကဒီစကင်နေတဲ့အတခုခုကိုဝယ်ခြင်းနဲ့ဘလိုဝယ်ရမလဲလည်းမသိဘူးဆိုလို့ရှိရင်ကျွန်တော် channel ရဲ့ video တွေရဲ့အောက်က description မှာယုံကြည်ရတဲ့ seller တယောက်ရှိတယ်။သူ့စီကို link နေရာနေသွားပြီးတော့ဝယ်လို့ရတယ်။သူ့စီမှာက once human မှမဟုတ်ပဲတခြားကိန်းတော်တော်များများလည်းဝယ်လို့ရတယ်။မယုံကြည်ရမှလည်းစိတ်ပူစရာမလိုတော့မဟုတ်လို့ဝယ်ခြင်းနေတာရှိရင်စဉ်းစားမနေဘဲနဲ့ပြေးတာဝယ်လိုက်ပါတော့။ကဲအရေးကြီးတဲ့အရာတွေဘက်ကိုပြန်သွားမယ်။နောက်ထပ်က rate zone scenario မှာပဲပါမယ့်အရာတွေပေါ့နော်။ ခု rate zone ဆန်တဲ့ယူမှာဓာတ်အစ်တစ်ချောင်းလာဖို့ရှိတယ်ပေါ့နော်။တခုကကျွန်တော်တို့ shake ပုံစံဓာတ် fine dagger လို့ခေါ်တယ်။ပြီးတော့နောက်တစ်ချောင်းကကျတော့ကျွန်တော်စစ်တပ်သုံးဓာတ်ပုံစံမျိုးနာမည်ကလည်း military dagger ပဲပေါ့နော်။နောက်တစ်ခုကတော်တော်မိုက်တယ်ရေရောက်ထဲမှာပါချလို့ရသွားတော့မယ်ဒါပေမဲ့ race zone only ဆိုတာကိုတော့စိတ်ပြင်းမိတယ် main server တွေမှာပါပါစီချင်တာတော့အမှန်ပဲရေရောက်ထဲမှာချလို့ရသွားတဲ့ပုံစံကသူပြထားသလိုဆိုရင်တော့အပေါ်ကအစ်စ်ထွက်တဲ့ဒဂါနေနဲ့ပဲချလို့ရမယ်ပုံစံ ဒါပေမဲ့ရေထဲမှာဘုံပစ်တာတွေတွေးပြန်ပြေးတာတွေတော့လုလို့ရတယ်အဲ့တော့ကိုက PPP ပစ်ပြီးမနိုင်တော့ရင်ရေထဲပြေးဆင်းပြီးတွေးပြန်ပြေးတာမျိုးလုလို့ရတာပေါ့နော်ကျွန်တော်စဉ်းစားမိတာကဒီ system က main server တွေကိုပါရောက်လာဖို့များတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်အရင် gravity event မှာ label တွေကိုပြန်ခဲ့ပြီးပြီပေါ့နော်အခုရေရောက်ထဲကိုသွားရမယ်အလဲပေါ့နောက်တစ်ခုကကိုကအိတ်ထဲမှာကြီးမျိုးစားရေအများကြီးယူသွားရေဆိုရင်ကိုကဘဲကြီးမျိုးစားကိုကိုကမ်းမှာတက်ပြီးရောပြစ်မလဲဆိုတာကိုအမြန်ရွေးလို့ရတယ်ဝီးအစ်စ်ပါမယ်ပေါ့နော် အဲ့ဒါဆိုရင်ကျွန်တော်တို့ raise ုံမှာပဲအသစ်ပါတဲ့ဟာတွေကပြီးပြီပေါ့နော်နောက်ထပ်ပြောမှာတွေကတော့ server အကုန်လုံးမှာအကျုံးဝင်နေပေါ့နော်ပထမဦးဆုံး precision optic ရယ် advanced sniper sight ရယ် light optic ရယ် mid range optic ရယ်ဆိုတဲ့စကုပ်၄ခုကိုကျွန်တော်တို့စကုပ်ချိန်တဲ့နေရာမှာစကုပ်အထဲမှာကျွန်တော်တို့ light ချိန်ပေးတဲ့အရာလေးကို player ရဲ့ movement အတိုင်းတေချာတဘာဝကြအောင် light လှုပ်အောင်သူတို့လှုပ်ပေးထားတယ်လို့ပြောတယ်ဒါပေမဲ့ပြောချင်တာ why ဒီတိုင်းထားလိုက်လေရတာပဲဟုတ် ပြီးတော့လဲသူတို့လှုပ်လိုက်တာဗတ်နေတယ်အခုဒီမှာဆိုရင်ကျွန်တော်စကုတ်ကိုဖြွင့်လိုက်တယ်ကွာအလဲကအပေါင်းလက္ခဏာပုံစံအတန်းလေးကိုကြည့်လက်နေရဲ့တွေ့လားငါလက်တာလို့ပြောအောင်လဲဘေးနာတည့်ရွက်တယ်ကြာအေးဆေးပဲပို့ပြီးတော့တဘာဝကြအောင်လှုပ်လိုက်တာလားပို့ဆိုးသွားတာလားကိုယ့်အကိုကြည့်ပေါ့နော်ဟူးကဲနောက်တစ်ခုသွားမယ်နောက်တစ်ခုကကျွန်တော်တို့ auto host star လောက်တာကိုအပိတ်အဖွင့်လောက်တဲ့ဟာကိုစက်တင်ထဲမှာထည့်ပေးမယ်လို့ပြောတယ် ဒါပေမဲ့ကျွန်တော်ကတော့ရှာတာမတွေ့ဘူး update မှာထည့်ဖို့မေ့သွားနေမှာပေါ့အဲအဲ့ဒါနဲ့ host လောက်တာပါလဲဆိုရင်ကျွန်တော်တို့ character ကိုလက်ထဲမှာတနက်ကင်ထားရင်လည်းကို AFK လုတ်ပြီးထားလိုက်ရင်လက်ထဲရတနက်ကိုသူ့အတူပြန်သိမ်းလိုက်တယ်အဲ့ဒါကိုပြောတာပေါ့နော် host ဆိုတာအဲ့ဒါကို on off လုတ်လို့ရမယ်ဆိုတော့ AFK ထားလဲ off ထားလို့ရှိရင်လက်ထဲရတနက်ကိုကျွန်တော်တို့မသိမ်းမချင်းကင်ခိုင်းထားလို့ရမယ်ပေါ့နော်ဒါပေမဲ့ setting ကကြာပါမလာဘူးရှာတာလည်းနှံ့နေပြီအဲ့ setting ကတော့မတွေ့ဘူးဒါပေမဲ့ဘယ် setting ကိုသွားတွေ့ရမှတ်လဲ ှန်းကြည့်မှန်းကြည့်မသိဘူးမလား office showcase ပါတဲ့ဂိမ်းထဲမှာ office ကြော်ညာမလို့ပါတဲ့ဟာငါစိတ်ညစ်တယ်ဒီ setting ကဘလို့အလုပ်လုပ်တယ်မှတ်လဲလို့ရွေးထားလို့ရှိရင်ခုနကလို့ hoster ဖြစ်နေတဲ့အချိန်မှာသူတို့အစ်စ်ထုတ်ထားတဲ့ office တွေကိုကြော်ညာပြတယ်လို့မျိုးတထည်ချင်း showcase ပြမှာပါတဲ့နော် yes ဆိုရင်တော့ပိတ်တာเนาะ no ဆိုရင်တော့ဖွင့်တာမှားအောင်ကလည်းလုတ်ထားသေးတယ်ပြီးတော့လည်းကျွန်တော်ဒီ setting က update note ထဲမှာမပါပါဘူးတို့ရောသူတို့ထည့်ခြင်းလို့ကောက်ထည့်လိုက်တာเนาะဒါမျိုးကြတော့မမေ့ဘူးနောက်တစ်ခုကကြတော့ကျွန်တော်တို့ first climbing ဆိုတဲ့ setting အသစ်ပါတယ်ဖွင့်ထားရင်တော့တောင်တွေပိုင်းတက်ရတာပိုမြန်တယ်ပိုလွယ်တယ်ကျန်တဲ့အချိန်တွေမှာတော့ကျွန်တော်တို့ပိတ်ထားတာကောင်းလိမ့်မယ်မဟုတ်ရင်တွေးသမျှအကုန်ကုတ်တက်နေလိမ့်မယ်နောက်တစ်ခုကစတွေးလိုက်တော့ EH ကိုတွေးလိုက်ရတယ်လို့ပဲရင်ထဲကိုတုံသွားတဲ့စာဒါကိုခုံပြီးတော့ခုတ်လို့ရသွားတော့မယ်လို့ပြောထားတာ အရန်ပျော်သွားတာငါမီလီဘေးလို့ရတော့မယ်ပေါ့ update လဲတင်ပြီးတော့ခုတ်တာဘယ်နေလဲမသိဘူးဒီလိုမျိုးလေတဲ့ကခုတ်တာကိုပဲပြန်ပြောတာလားမသိဘက်ပြီးတော့ပါမလာတာလားလည်းမသိပါမလာတာဖြစ်ပါသေးဗျာမေးရဘာလို့အလောက်တော့ရင်ခုန်သွားလဲဆိုတာကျွန်တော်ရဲ့ fan ဆိုရင်တန်းတူမှာဘာလို့လဲဆိုတော့မေးကြီးတို့လာခဲ့တဲ့ရက်ကွက်က ဲ့လိုရက်ွက်မျိုးဖြစ်နေအောင်မလို့ကျွန်တော်အရန်လွမ်းမိတယ်ပေါ့နော် once human မှာလည်းပါလာသေးကျင်တာတော့မှန်ပဲဒါတော့ကျွန်တော်ဒီ update မှာပြောပြကျင်တာတွေအကုန်ပဲပေါ့နော်ကျန်တဲ့ဟာတွေကတိတ်အေးမပါတဲ့ဟာတွေမလို့ကျွန်တော်ကြော်လိုက်ပြီအခုဆက်ပြောပြမှာကြတော့နောက်ထွက်လာမယ့်အရာတွေကဘာတွေလဲဆိုတာကျွန်တော်ဆက်ပြောပြမယ်ပထမဦးဆုံးတစ်ခုကအားလုံးစိတ်လှုပ်ရှားသွားမယ် once human မှာ vehicle အစ်စ် glider လာဖို့ရှိမယ် အလုံးအတွက်ကောင်းတာအဒီကောင်ကတခြား vehicle တွေဖြစ်တဲ့စပိန်နေဆိုင်ကယ်လိုမျိုးလူတိုင်း craft ပြီးတော့တုံးလို့ရမှာဒီ glider ကကျွန်တော်တို့ကောင်းငင်မှာပြန်လို့ရနိုင်မှာဆိုတော့ share ပဲကောင်းငင်ဘောကကြည့်ရမယ်အလားတရားကြီးကိုအားလုံးနဲ့အတူကြည့်ဖို့မဆောင်နိုင်တော့ဘူးဗျာနောက်တစ်ခုကပိုတောင်စိတ်လှုပ်ရှားသည်မယ် once you man မှာ devian အသစ်၄កောင်လာဖို့ရှိတယ်ပထမတစ်កောင်က wheel pop ဒုတိယတစ်កောင်က driver fox တတိယတကောင်ကဆိုးစမော်နာနဲ့နောက်ဆုံးကဇပမန်ဒါပေါ့နော်ဒီထဲမှာဇပမန်ဒါရဲ့ skill တွေကိုတော့ကျွန်တော်တို့သိထားပြီဒါပေမဲ့နောက်၃កောင်ရဲ့ skill တွေကိုတော့မသိရသေးဘူးဖတ်လိုက်ရင်လည်းကျွန်တော်ဘက်ကတင်ပေးမယ်ဇပမန်ဒါရဲ့ပထမဆုံး skill ကကျွန်တော်တို့ character ကိုအတကောင်အပြေးမြန်သွားသေးမှာအရင်မြန်တယ် flash ကျနေတာပဲပြေးတာဘယ်နေရာမှာအသုံးဝင်လဲတော့မသိဘူးကြည့်ရတာတော့လှတယ်နောက်စကီးတစ်ခုကကျွန်တော်ပိုလာဂျယ်လီလိုပဲအနားမှာချလိုက်လို့ရှိရင်ဇက်တိုက်ပေါက်နေတယ် ဒီကောင်က damage ထွက်လိမ့်မယ်ထင်တယ်နောက်တစ်ခုကကြတော့ကိုကကင်ပြီးပစ်လို့ရတယ်။ rate ဇုံက pyrodyno လို့ပဲကိုကကင်ထားပြီးချိန်ထားတဲ့ target ကိုသူကပစ်တယ်။ပြီးတော့ zapamanda ကပထမဦးဆုံးလျှက်စစ် type deviation မို့လို့ outer space ကို corrosion နဲ့ crossbow တို့က meta ပြန်ဝင်လာနိုင်တယ်။အဲ့တော့အခုကလေးကစပြီးတော့ကြိုဘေးထားကြပါ။ကျွန်တော်လည်း crossbow ဘေးတင်ဖို့ရှိပါတယ်။နောက်တစ်ခုက once human developer တွေ gameplay content အသစ်တစ်ခုကိုအသုံး concise လုပ်နေတယ်လို့သတင်းရထားပါတယ်။ ဘယ်တော့လာမလဲတော့မသိရသေးပါဘူးနောက်ထပ်လာမယ့် October 30ရက်နေ့မှာလဲ One Human နဲ့ Pair War ကို collab ဖို့ရှိပါတယ် Pair War အကောင့်တွေကို skin အနေနဲ့ထုတ်မရောစားဖို့ပဲဆူတောင်းရမှာပါဒီနေ့ပြောပြချင်တာတွေကတော့ဒါအကုန်ပါပဲဗျာကျွန်တော်နားလေတလောက်လေးတီးတလောက်လေးရှာဖွေပြီးတော့လှုပ်ထားတာမို့လို့အမှားပါရင်ခွင့်လွတ်ပါဗျာဒီဗီဒီယိုတရက်ထဲနဲ့အပီးထိုင်လုပ်ခဲ့ရတာမို့လို့ကြံခဲ့တာတွေလည်းရှိကောင်းရှိနိုင်ပါတယ် ဝန်ဆူးမဲနဲ့ပတ်သက်တဲ့ content တွေကိုဒီထက်မကသိရင်လဲဆိုရင်ကျွန်တော်ရဲ့ Mei Gaming Channel လေးကို subscribe လေးနှိပ်ပြီးတော့ video အစ်တင်တိုင်းမလွတ်ရအောင်လို့ notify bell လေးပါဖြွင့်ခဲ့ဖို့မမေ့ကြပါနဲ့။အားလုံးပဲနောက် video မှာပြန်တွေ့ကြတာပေါ့။